မျိုးတွေအားလုံးပဲမင်္ဂလာပါခင်ဗျာမျိုးတွေအားလုံးကျမ်းမာချမ်းသာကြပါစေလို့ကျွန်တော်ဆုတောင်းမေးပါတယ်ခင်ဗျာဇနေ့တော့စီးချိုတွေးတိုးသမားများတို့တကယ်ဥမကောင်းတဲ့စေနီနှစ်နီးတတိကိုကျွန်တော်လာရောက်ညှောက်ပြမှာဖြစ်ပါတယ်စီးချိုတွေမတရားတက်နေမဲ့တွေးတွေမတရားတွန်းနေတဲ့အမျိုးတွေတို့တကယ်ဥမကောင်းတဲ့ဆွေစံကောင်းနှစ်ခွက်ကိုကျွန်တော်ပြင်နေပြီးတော့ညှောက်ပြရညှောက်ပြမှာဖြစ်ပါတယ်ဗောနောနံပါတ်1စေနီလေးရတော့ကျွန်တော်တို့ရှားဆောင် နော်ရှားဆောင်ပင်ပေါ့ရှားဆောင်လက်ဖက်ပေါ့ရှားဆောင်လက်ဖက်ကျွန်တော်တို့တထွာလောက်ကိုဖြတ်မယ်ဖြတ်ပြီးအထက်ရချဲလေးအနှစ်ကိုထုတ်မယ်ထုတ်ပြီးဝင်ကျွန်တော်တို့ကြက်ဥပေါ့နော်ကြက်ဥကကျွန်တော်တို့အိမ်ကြက်ဥပေါ့နော်တောကြက်ဥတောကြက်ဥနှလုံးကိုကျွန်တော်တို့ကအထက်ရအနှစ်ကိုမယူဘဲနဲ့အပြင်ကအကာကိုပဲကျွန်တော်တို့ယူပြီးတော့ဒုနာကျွန်တော်တို့ရှားဆောင်လက်ဖက်နဲ့ကိုကျွန်တော်တို့၃မိနစ်လောက်မှုပြီးမှု၃မိနစ်လောက်ခလောက်ပြီးခလောက်ပြီးတော့အဲကျွန်တော်တို့ကတပတ်ကို နှစ်ကြိမ်တောက်ပြီပေါ့နော်တပတ်ကိုနှစ်ကြိမ်တစ်ခါတောက်ရင်တစ်ကြိမ်ပေါ့နော်ကြာကြာကောင်းတော့တစ်ခွက်တစ်ခွက်ပေါ့နော်တပတ်ခုနှစ်ရက်တစ်ပတ်ကိုနှစ်နှစ်ရက်နှစ်ရက်တိတိတောက်ပြီပေါ့နော်နှစ်ကြိမ်တောက်ပြီအဲ့ခုနှစ်ရက်တစ်ပတ်မှာကြိုက်တဲ့နှစ်ရက်ကိုရွေးပြီးတော့တောက်ပြီပေါ့နော်အဲ့ဆိုတော့အဲကျွန်တော်တို့စီးကျိုတက်တာလေးတွေးတိုးတဲ့မျိုးတွေတကယ်ကမှကောင်းပါလေနော်တကယ်ကမှကောင်းပါလေအဲ့တော့အမျိုးလေးတပတ်ကို အနှစ်ကြိမ်လောက်တောက်ပြီးပါလို့ဒီနေ့လည်းပြောချင်ပါတယ်။နံပါတ်2စီနီလီရတော့ကျွန်တော်ကင်းမှုန်ပင်เนาะကင်းမှုန်ပင်ကင်းမှုန်တီးရဲ့အပင်ကင်းမှုန်ပင်ကိုကျွန်တော်တို့ကသူ့ရဲ့အရွက်ကိုကျွန်တော်တို့ကဒီဟိုသူ့ရဲ့အရွက်ကိုကျွန်တော်ခုခုပြီးရေးစင်အောင်ဆေးဆေးပြီးလိုက်ဆိုရင်ကျွန်တော်ထမင်းစားဆုံးနဲ့တစ်စုံလောက်ရအောင်သူ့ရဲ့အရေပေါ့နော်အရွက်ရဲ့အရေကိုကျွန်တော်အရွက်ကိုပို့ပို့ထောင်းတာဖြစ်ဖြစ်ပို့တာဖြစ်ပေါ့နော်တစ်ခုခုနဲ့လောက်ပြီးသူ့ရဲ့အရေကိုထမင်းစားဆုံးနဲ့တစ်စုံလောက်ရအောင်လုပ်လုပ်ပြီးသွားတိုင်းကျွန်တော်တမညာရေလေး30လောက်ခတ်ပြီး ထပ်ပြီးတော့ကျွန်တော်တို့တနေ့ကိုထမင်းစားသွင်းတဲ့တစွန်းတောက်ပြီးအဲ့ဒါဆိုတော့တွေးတူစီတူသမားတွေးတူတွေးတူစီတူသမားတွေအတွက်တကယ်ကိုမှကောင်းပါတယ်ဗောနော်အမြန်ဆုံးနဲ့တက်တာပြောင်းခွင့်နိုင်ကြပါစီလို့ကျွန်တော်ဆုတောင်းပေးရမှာနော်ကျွန်တော်ထပ်ပြီးတော့ပြောပြပေးပါမယ်နံပါတ်၁ဆွေးနီးလေးရတော့စီတူတွေးတူသမားတွေအတွက်လုပ်ပေးရမယ်ဆွေးနီးလေးရတော့ရှားဆောင်လက်ဖက်အပင်ကိုကျွန်တော်တထွာလောက် ဖြတ်ဖြတ်ပြီးတော့အထက်ရဂျယ်လီဂျယ်လီအနှစ်လေးကို ဖန်ခွက်တွေကိုထည့်ထည့်ပြီးไว้ဆိုတော့ကျွန်တော်တော့ချက်ဥတော့ချက်ဥကိုကျွန်တော်ခွဲလိုက် ခွဲပြီးတော့အထဲကအနှစ်ကိုဖယ်လိုက်အကာကိုပဲကျွန်တော်ယူပြီးတော့အဲ့နှလုံးလုံးရဲ့အကာအကာကိုကျွန်တော်ထည့်ပေါ့နော်ထည့်ပြီးတော့ကျွန်တော်ခလောက်ပြီး3မိနစ်3မိနစ်4မိနစ်လောက်ခလောက်ခလောက်ပြီးနာရင်ကျွန်တော်တောက်ပြီးတပတ်ကိုနှစ်ကြိမ်တိတိတောက်ပြီးနော်အဲ့ဒါဆိုရင်တော့တွေးထိုးတဲ့သူတွေစီးကြိုးတွေမတရားတက်တဲ့အမျိုးတွေတော့အမှတ်တောင်းမှကောင်းပါတယ်ပေါ့နော် နမနစ်ဆင်းနီလေးရတော့ကျွန်တော်ကင်းမှုအပင်ရဲ့ကင်းမှုအပင်ရဲ့အရွက်ပေါ့နော်အဲ့ဒီအရွက်ကိုကျွန်တော်ကအရေဖြစ်အောင်ကျွန်တော်ပုတ်ချပြီးတော့အရေဖြစ်အောင်နှစ်ထုပ်နှစ်ထုပ်လို့ရတဲ့အရေကလည်းထမင်းစားဆုံးနဲ့တစုံအရေလေးကိုကျွန်တော်တို့ကဒုနသမယာသီးလေး30ဆက်လောက်သမယာသီးရဲ့အရေပေါ့နော်30လောက်နှစ်ပြီးနှစ်ပြီးတော့နည်းနည်းမှုမှုပြီးတော့တနေ့ကိုတစ်ချိန်တောက်ပြီးစီးကြိုတွေတက်နေပါလေတွေးတွေတွန်းနေပါလေဆိုတဲ့အမျိုးတွေကအမတန်အောင်မှကြာစီမဲ့စေဆံကောင်တစ်ခွက်မို့လို့ အပြောက်စေချင်တဲ့စင်စာမြစ်တာပြီးဒီနေရာလေးရနေပြန်လည်ပြီးတော့အမျှဝေပေးရခြင်းဖြစ်ပါတယ်။ကျွန်တော်ရင်နောက်လာမယ့် view view မှာလည်းအမျိုးတွေရဲ့အနာမျိုးပိုးတဲ့6ပါးယောဂါလေးနဲ့ဖတ်တတ်ပြီးကျွန်တော်ဘယ်လိုစိတ်ဆောင်ကောင်းမြောက်ယူဆောင်လာပြီးရုံမလဲဆိုတော့လေကျွန်တော်ရဲ့ view လေးကိုဆောက်မြောက်ကြည့်ရှုပေးပါအောင်လို့ဒီနေရာလေးဖိတ်ခေါ်ချင်ပါတယ်။မျိုးတွေအားလုံးပဲကြံ့မာလို့ချမ်းသာပါစေ။အနာမျိုးပိုးတဲ့6ပါးယောဂါတွေလည်းကင်းဝင်နိုင်ကြပါစေ။ကက်ကြီးသုံးပါးမှလည်းချော်လွှားနိုင်ကြပါစေလို့ကျွန်တော်ထပ်ပြီးတော့ဆုမွန်ပါတောင်းပေးလိုက်ပါတယ်ခင်ဗျာ။